့ audio book channel ကနေနေ့နေ့ကျူးစွန်လိုက်ပါတယ်။ဒီနေ့မှာတော့ဆီယမပုံရခင်ရတာထားတဲ့တက်ကျင်လာရအောင်ဆိုတဲ့စာခွေရဲ့အပိုင်းလေးကိုဆက်ပြီးဖျက်ပြပေးတော့မှာဖြစ်ပါတယ်။နားဆင်ပြီးကြပါအောင်ရှင်။တန်ဃာတော်များသည်ဖရာဤအရှိတံပတ်မို့ဦးစီမှာတန်စီရင်းကြွာလာမည်သည်။တန်ဃာတော်တထောင်နိဗ္ဗာန်ကြွာလာလိရှိသည်ဟုအဖေကပြောပြသည်ဖြင့်ညကြီးကတည်ထားသည် တန်ဃာတော်တို့ကြားမှာကိုရင်ငယ်လေးတွေကိုတွေ့လင်းတော့ညာကြီးကတမောချစွာငိမိရသည်နိုင်ငံသားတွေကတော့ထိုကိုရင်ငယ်လေးတွေကိုတပ်ပုံဝိုင်းရင်နေကြသည်စင်ပြင်းထက်မှာတော့လူတွေပြည့်ကျေပြည့်နေသည်အေးအေးပြီးရင်လာခဲ့မယ်ညီတို့အကြိုက်ညီပဲစံဆံမောင်ရွက်ချက်ရဲ့ညီအဖေအကြိုက်အပံကောင်ပုံကြီးဟင်းရဲ့ထိလာခဲ့တယ်အတူလာစားမယ်ဟုတ်ကဲ့ ဒေါ်လေးညိုလန်ဂျီရိုနီမမညူတို့အတူစုဝေးမိလျက်တပိတ်လုံးလောင်းလို့နေသည့်ဆင်ဘတ်တို့ရှောက်လာခဲ့ကြသည်တပိတ်လုံးလောင်းလို့စဉ်မမငွေက ကင်မရာရီဘက်ကိုတချင်းလက်ကပြုံးလိုက်ပါသည်သည်ထို့နောက်မှာတော့တူတန်းချင်း PC ကမမညူတို့နေဝိုင်းများရှိရာမကြီးပြင်အောက်သို့ထွက်လာခဲ့ကြလေသည်အာနန္ဒဖရာကြီးအနောက်ဖက်ကွင်းပြင်သည် ချစ်ပြတ်မကြစီကားလျက်ရှိသည်ဖခင်ဤရှိပနေတောင်ပတ်တဝိုင်းမှာတော့ပေါမိုတလေဝိုင်းတွင်ခြားထားသည်ဆွန်လောပြီးပြီဖြစ်၍တချို့လေဝိုင်းတွင်လည်းပြင်းလဲထွက်ခွာသွားကြပြီ အမညိုတို့လေဝိုင်းကတော့မပြန်သေးပဲညာကြီးတို့နဲ့အတူ ဝိုင်းဖွဲ့ကစားကြတော့ကြစကားပြောကြနဲ့ပြပြပြနင်းမြင်လာသည်အလုံးစားတော့ပြီးကြတော့မှဖခင်ပွဲစည်းရန်ရှိရသော အတူထွက်လာခဲ့ကြသည်။ညချီကတော့မွားချူလုံးဝယ်ဖို့စိတ်ဆောလျက်ရှိသည်။မမငွေကတော့ဖားဖို့စိတ်ဆောသည်မသိ။ဟိုကြည့်ဒီချင်းကြီးခနာမင်းကြီးဖြစ်နေသည်။မမညိုတို့ညီအမကလည်းအဝိစားဆိုင်ဘက်သို့သွားချင်နေသည်။ထို့သောအမေကတနခါတို့ဆိုင်ထဲကနေခုထိမထွက်လာနိုင်သေးပြီ။သူပရိသန်ညီညာမဆိုတော့အမေသည်တနခါတို့တုံးကင်လိုက်ပြန်ချလိုက် နောက်တစ်ထုံးကိုစိတ်ကြည့်လိုက်ဖဲ့ကြည့်လိုက်နင်းကြည့်လိုက်ဖြင့်ရွေးမဆုံးဖြစ်နေသည်အမေတို့လူကြီးတွေဝယ်စင်သည့်ပစ္စည်းတွေကိုညာကြီးတို့လူငယ်တွေကစိတ်ဝင်စားလာပြီးလူကြီးတွေက ဖြားဆိုင်ကိုဝင်သည် ဆောင်းဆိုင်ကိုဝင်သည် တောင်ဟုတ်တံခွာမယုတ်ဆုံးစင်တီတုံးဆိုင်တွေကိုဝင်သည် အမေဝယ်သည့်ပစ္စည်းတွေကို အဖေကမနိုင်မနှင်းကြိုက်ပေးထားရသည်ဦးလေးဥပဝိုင်းတို့လည်းများလဲ ဖားထုလို့လေညာကျေတို့လူငယ်တွေကတော့အမေတို့နောက်ကိုရှောက်လိုက်ရင်ပြင်းလာပြီအဖြစ်ဆုံးကတော့မမငွေဖြစ်သည်ညာကျေငါပြင်းလာပြီဟာငါတို့ဘာသာရှောက်လဲကြရအောင်အမေဆိုလိုက်မယ်ညီပြောလိုက်လीမပြောရပါဘူးမမငွေသွားချင်တာမမငွေပြောပါလားညီကကလေးပဲပူစာပေါ့ကလေးမှုပါဘူးအဖွားကြီးပါတော့ပြီပြောပါ၏ ိမ်ပါပါတယ်နော်နော်ဘူးပြောရင်ရမှာပါခွန်ညို့ဘူးသူ့လုံးဝဲခြင်းနဲ့ဆုံးသူ့လုံးရောက်တဲ့ဆိုင်မမငွေရှာပေးမယ်လေအမငွေကမလုံးပေးလိုက်သဖြင့်အမငွေစကားကိုနားထောင်လိုက်မိသည်ဂျန်ဂျီကအမိနာတို့ကတ်သွားကအမေညာကြီးတို့ကို့ဘာသာစောက်နေကြမယ်လေအမညူရဲ့အမဘိုးရဲ့အမငွေနဲ့ညာကြီးရဲ့လေးယောက်စုပြီးသွားမယ်လေ ဖြစ်ပါမလားအေးစင်ချပါဘူးဖြစ်ပါလေအမေရဲ့ကဲကဲဒါဆိုလဲသွားဝင်းနဲ့တွေ့ထားနော်လူချင်းမကွဲစီနဲ့ညိုညိုကြီးညီတို့ညီမကိုတေချာဆောက်ရှောက်လိုက်အောင်သူကဥလလနဲ့အေးပြီးရင်လဲဝိုင်းစီပြန်လာခဲ့ကြဝေးညီညီမကတေချကယူဆိုင်စကောလကောတိတ်မလုံးနဲ့ကြာလာဟုတ်ကဲ့ပါအမေရဲ့ စိတ်ချပါအမေကမမငွေအကြောင်းသိသူမဟုတ်မမငွေကိုနှစောက်တစ်ချက်ထိုးရင်းပါသည်မမငွေကတော့ခက်လွယ်လွယ်ဟုတ်ခဲ့ပြီးရှစ်ကလေးစကော့လကော့ထွက်သွားနေပြီဖြစ်၏ညကြီးမှာသူ့နောက်ကိုမင်းနေမြောင်လိုက်ရသည်ကိုယ်စီကိုတော်တော်ရှာလာမိတော့မှမမငွေအကြံကိုညကြီးရင်းမိလေသည်ကလေးပဲကြောင်ရောက်သည်ဆိုင်ကရှိရောက်တော့မမငွေက ဆိုင်ဘက်ကိုတစ်ချက်လှမ်းကြည့်ပြီးနင်းနင်းမူပြတ်သွားသည်မမငွေလက်ကြည့်သည့်ဘက်ကိုညာကြည့်လက်ကြည့်ပြီးတော့ညာကြည့်လို့အိမ်ရှိမှာရစ်တီရစ်တီကလောက်ဖူးသောအရှိပွားစောရွာကလူကို တွေ့သည်မမငွေရီစားများလားညာကြည့်ငါဟိုမှာအတိတ်တွေ့လို့ခဏစကားပြောလိုက်အောင်မေညီညိုညိုတို့နဲ့လိုက်သွားဟိုမှာတွေ့လားပုံဆိုင်ကခြုံလုံးတွေရောင်းနေဆိုင်ပဲ အဲ့ဒီမှာညီလိုချင်တာမင်းလို့ရတယ်ခဏနေငါလိုက်လာခဲ့မယ်ကြားလားအမေတို့ကိုပြန်မပြောနဲ့နော်ပြောရင်အသိပဲမကြစေနဲ့နော်အေးပါမကြပါဘူးကြားလေငါဖြစ်တော့ငါမတွေ့လေလေဝိုင်းစီပြန်တက်သားပဲမဟုတ်လားကလေးပြိမဟုတ်တော့မင်းနဲ့တော်ကြကလေးဟုပြောလိုက်ကလေးမဟုတ်တော့ဘူးပြောလိုက်နေမမငွေပစက်ထဲမှာ ညာကြီးကကလေးတလဲလူကြီးတလဲဖြစ်နေရသည်ညာကြီးသည်မမညိုတို့နောက်မှလိုက်လာရင်ဟိုဒီငီးမောလာသည် မမညိုတို့မှလည်းညာကြီးကိုစိတ်ဝင်စားနိုင်ပင်သူတို့စိတ်ဝင်စားသည်ဆိုင်ရှိရောင်းလင်းဆိုင်နေဝင်ကပစ္စည်းရကန်ကြီးလိုက်စီမီလိုက်နေသူတို့အာယုံနဲ့သူတို့ဖြစ်နေသည်ညာကြီးကတော့မမညိုလက်ညှိုးထိုးပြလိုက်သည်ဆိုင်နံပါတ်ကို ရှောက်လိုင်းသူလုံးယောင်းဒီဆိုင်ကိုသာရှာလာမိလေသည်။နေရာတုံးပစ္စည်းဆိုင်ရှိမှာထိတ်ဆွေးထားသောသူလုံးတွေကိုမြင်သည်မည်။ညာကြီးကအရှာရကုန်မိသွားသည်။ထို့နောက်ဆိုင်ဘက်ကိုအပြေးကလေးလျှောက်တော့ကသူလုံးကလေးတွေကိုဖြုတ်ခိုင်းပြီးအသေးအချာမြှင့်နေမိသည်။သူလုံးဝေပြီးညာကြီးတုံးဝင်းကြီးကိုကြည့်မိတော့အမညိုညီအမကိုမတွေ့ရတော့ဘဲ မြကြီးကဟိုဟိုဒီဒီရှောင်းရင်ဖမညူလို့ဘူးရှာသည်မတွေ့ကလဲပဲချောင်းရောင်းသည်ကလဲပဲချောင်းဆိုင်ရှိကိုတွားပြီးမမငွေကိုရှာသည်မတွေ့အင်းလေမတွေ့လည်းနေပေါ့လဲဝိုင်းစီပြန်ရောက်ဖို့ပဲအေးကြည့်တာမဟုတ်လားမြကြီးသည်ချူလုံးလေးနှလုံးကိုကရင်လူချတဲ့ပါတို့ကလဲဝိုင်းတွေစီတွားသည်လမ်းကိုရှာနေမိသည် ဆိုင်နေပြီဆိုင်နေပြီတစ်ချက်တစ်ချက်မှာသူ့လုံးလေးတွေကိုမြောက်ကိုင်းကလှုပ်ရင်းကြည့်မိရင်အတန်ကလေးတလင်းလေးထွက်လာတာကိုသဘောကျနေမိသည်ဒါလေးကိုခွန်ညုလဲမှာဆွဲပြလိုက်ရင်ဘလောက်လာလိုက်မလဲညကြီးကစိတ်ကူးလေးရှင်ကသူ့လုံးလေးတွေကိုမျက်နှာနားမှာတန်လန်ကလေးဆွဲပြီးလှုပ်ရင်းကြည့်နေမိချိန်တွင်သူ့လုံးဤတစ်ဖက်ကကလေးတယောက်ကို ်တတိထားမိသွားလေသည်ရှင်းနစ်ကိုနေလောက်ပင်ရှီအောင်မိထင်ရသောကလေးတယောက်ကညာကျင်းမြောက်ကိုင်းလွှဲရနေသည်ချူလုံးလေးကိုငင်းမောနေသည်ဘုံသိချစ်စရာကောင်းတဲ့ကလေးပါလားနှုတ်ခမ်းကလေးဟာကငင်းမောနေသောမျက်နှာကလေးနှင့်ချစ်စရာကောင်းမှုကိုတတိထားမိသွားသောညာကျင်းသည်ချူကလေးဤပါခင်ဘောကဆွဆွဆို လေးဇာကလေးတွေကိုပါတတိထမိသွားလေသည်ဖះရီသူဟိုလေးတာလားမုန်င်းကပဲညာကြီးလှုပ်ရင်လာသည်ချူလုံးကလေးတွေကိုအတွေ့မှာအငိုတိတ်၍မိမောမိဟန်တူပါသည်ညာကြီးကထိုကလေးကိုစကျင်လာကချူလုံးကလေးနှလုံးကိုခက်ပြင်းပြင်းလေးထက်လှုပ်လိုက်တော့ကလေးဤညနာက ပြုံးရောင်တက်လာသည်သူကချူလုံးလုံရင်သူကို စိတ်ဝင်စားပါ။ညာကြည့်လက်ထဲကသူ့လုံးတွေပေါ်သာစူးစူးဆဆိုင်စိတ်ဝင်စားနေသည်။ညာကြည့်ကသူ့လုံးလေးတွေကိုညာကြည့်မျက်နှာနားမှာကမြောက်လှုပ်ရင်းရင်းသူ့စီတို့တရွေ့ရွေ့ကတ်သွားလိုက်သည်။သူ့ရှေ့ရောက်တော့သူ့လုံးကိုညာကြည့်မျက်နှာရှိမှဖယ်လိုက်သည်။သူ့ကို ပြုံးပြလိုက်ပါသည်။သူကပြန်မပြုံးပြပါ။စိတ်အနှောင့်အယှက် ဖြစ်သွားပုံနဲ့ညာကြီးကိုခြေကကတချက်ကြည့်ရင်တစ်ဖက်သို့မျက်လာလွေလိုက်သည်မခေတဲ့ကလေးပါလားကလေးမင်းဒီချူလုံးတွေကိုသဘောကျလို့လားသူကမဖြေပါတစ်ဖက်သို့မျက်လာလွေရင်ငြိမ်နေသည်ကလေးမင်းငိုနေတာလားသူကမျက်လာလွေရင်ကပင်ခေါင်းရင်းခပြလိုက်သည်ထုတ်ရင်သွားသည်သူ့စပင်းတွေကိုညာကြီးတတိထားမိသွားသည် စပင်းလေးတွေကဤချင်းချင်းလေးတွေချီရတာနိဗ္ဗူစကားတော်လာတဲ့တိကလေးမျိုးဖြစ်မဲ့ချင်းသည်မင်းတယောက်ထဲလားမိဘတွေရောသူကခေါင်းခါပြပြန်သည်ဖះပွဲလာသည်မိဘတွေနဲ့ကွဲလာသည်ကလေးများလားဟုတွေးမိကညာကြီးစိတ်ပူသွားမိသည်မိဘကလာတာလဲညောင်းကလားပကံကလားဒေဝကလည်းလူကြီးတွေမပါဘူးလား သူကမဖြေပဲတိတ်ဆိတ်ငင်နေသည်။ညာကြီးကသူ့ကိုခြေစိုးကောင်းဆုံးအကဲခတ်ကြည့်မိသည်။ဖျားပွဲကိုတပိတ်လုံးလာလောင်းသည့်ပုံစံမျိုးလည်းမပါ။မိဘတွေနဲ့အတူပါသည်ကလေးတွေကအဝိအစားခလက်လက်လေးတွေတော့မလာတကြပါသည်။သူ့အဝိအစားတွေကတော့ဟောင်းနှံညက်ပတ်နေသည်။အင်ဂျီမှာစီစွန်းတလုံးအကွက်ထနေက အင်ဂျီပခုံးဆက်နေရလေကချိုယိုးပြုတ်ကဆုပ်ပြင်းနေသည်စီထားသည့်ဖနက်ကလေးကလည်းဖီရလေးပဲပါကဆုပ်ပြင်းဟောင်းလွှဲနေနေသည်ညာကြီးကသူ့ဘူခဘကယုံသွားအရင်ကောင်းမလားဟုစဉ်းစားနေမိသည်ဟေးဒီပန်းလေအုံးလေးသူကထလဲမလားထလဲမသွားပဲညနာရွဲကပြည့်ရနေသဖြင့်ညာကြီးကသူ့ပခုံးလေးကို လန့်ကင်ပြီးမြာကြီးဘက်သို့ဆွဲလင်းလိုက်ပါသည်ဖះရီမျက်ရည်ပြီးကြာနေတာပါလားဟင်းငိုငိုဘူးတာဆိုရယ်မျက်ရည်တွေဆွဲလို့ပါလားဒီကလေးဟာမြာကြီးကသူ့ကိုတနာသွားမိက သူ့ဘာပေါ်ကမျက်ရည်စာလေးတွေပို့ပုတ်တုတ်ပေးလိုက်ပြီးတော့သူကခေါင်းငယ်တင်းချောင်းသွားကသူ့လက်ကလေးနှစ်ဖက်ဖြင့်သူ့မျက်နှာကိုခက်မြန်မြန်ပုတ်တုတ်လိုက်ပါသည် ပြီးတော့ညာကြီးကိုခတ်တီတီကြည့်ကအမကလူကြီးလားဟုမင်းလိုက်တော့ညာကြီးကရုတ်တရက်မဖြစ်တတ်ဖင်ခြေလိုက်မိသည်ကိုကိုကိုကလေးမဟုတ်မှန်းသိတော့လဲလူကြီးဟုဖြေရမှာလဲမရေလားညာကြီးကကိုနှဖူးဆန်ဆက်လေးကိုတညိုကလေးနီးကုတ်လိုက်ရင်ခဏစဉ်းစားကဟိုအဲအမကလူကြီးမှုပေမဲ့မင်းလိုကလေးတော့ ဟုတ်တော့ဘူးလေအမကလူကြီးမဟုတ်ပဲဘာလို့ကျွန်တော်ကိုကလေးလို့ခေါ်သေးလဲလူကြီးတွေပဲကျွန်တော်ကိုကလေးလို့ခေါ်ကြတာဩအေးအေးပါကလေးအဲမောင်လေးရဲ့ညာကြီးကထိုကလေးဤစကားတပုံကိုရှင်းခြင်းသွားကပြုံးစီစီပြန်ပြောလိုက်မိပါသည်မင်းအမမဟုတ်ပဲမောင်လေးလို့ခေါ်တာကိုရောကြက်ရဲ့လားရပါတယ် သူက ခတ်တီတီပြောရင်းနှစ်ချေတစ်ချက်ရှိုးလိုက်တော့ညာချေကပိုရဲကျင်လာမိသည်ကလေးကအနာစရာလိုလိုရဲစရာလိုလိုနှင်းစစ်စရာကလေးဖြစ်နေသည်မင်းတည်းဘလို့ခေါ်လဲမောင်လေးစုပုတ်ဟဲဘလို့နမီက စုပုတ်တယ်လားဟုတ်အဲ့ဒီလိုပဲခေါ်ကြတယ်အမေပိုက်ထဲမှာကျွန်တော်နေတော့ကအမေက စုပုတ်ရွက်ကြီးစားကြနေလို့ အဲ့ဒီလိုပေါ်တာတဲ့။ညမင်းကလည်းစုဖို့ပဲလား။မဟုတ်ဘူး။ရှင်ပြည်အင်းမင်းဘယ်ကလာလဲ။မြစ်ချေကမြစ်ချေဆိုတာ AR မြစ်တစ်ဖက်ကမှရှိသူဆိုတာကိုတော့အမေပြောပြောနေသဖြင့်ညာကြေးကြဘူးနေခဲ့သည်။မြစ်ချေဘက်မှာအမေတို့ဆွေမျိုးတွေရှိသည်ဟုလည်းဆိုသည်။လူကြီးတွေနဲ့အတူလာလာလား။သူကခေါင်းခါပြသည်။ဒါဆိုမင်းတယောက်တည်းလာလာလား။ ကလေးကမဖြေပဲမုံမဲမဲလေးဖြစ်လာကကျွန်တော်ပိုက်စားတယ်အမဟုတ်ပြောရင်နှစ်ရှင်းရှုံးလိုက်ပုံကလေးကိုမြကြီးတလားသွားမိလေသည် သူခမတော်တော်ပိုက်စားနေပုံပဲဒါဆိုမြကုနာကငိုတာပိုက်စားလုံးငိုတာလားကလေးကခေါင်းလေးတဆဆမြင်ပြလိုက်ပါသည်ကဲကဲလားမင်းကငုံအရင်လိုက်ကြည့်မယ်မြကြီးကမင်းရရှိတာ နောက်မှထမင်းမီဟု တွေကစူပိုဤလက်ကိုနှမ်းဆွဲပြီးမုန်ဆိုင်ရှာရင်းဆက်လျှောက်လာခဲ့သည်။ဖယ်နေရမှာပါဆန်ရှိရဆိုတာကိုတော့ညာကြီးအလိုမရပင်။ညာကြီးကိုယ်တိုင်လည်းမျက်စိလဲနေကလဲဝိုင်းစီပြန်သွားဖို့နန်းကိုရှာမတွေ့သည်။ဒီကလေးကိုသူ့ဘာသာဒီအတိုင်းချန်သားရဖို့လဲစိတ်မဖြောင်းနိုင်ပေ။ညာကြီးသည်ကလေးလက်ကလေးကိုဆွဲကမုန်ဆိုင်ရှာရင်းရှောင်နေခဲ့သည်။ ။ဘုံဆိုင်ကိုရှာရတဲ့လို့မမငွေနဲ့မမညိုတို့ကိုလည်းရှာရသည်။ဒီကလေးကိုဘယ်ကိုပို့ပေးရမလဲဆိုတာလေစဉ်းစားလာမိသည်။လေဝိုင်းစီခေါ်သွားပြီးလူကြီးတွေကိုအကူအညီတောင်းနေကောင်းကြီးထင်သည်။ညာကြီးကရှောင်းရင်းရှောင်းရင်းနေပြီးမိုးရင်းကအထမ်းတွေကိုနှမ်းမြင်လိုက်ရသဖြင့်ကလေးကိုပြန်ခဲ့ကြည့်မိရင်ဟောင်းလေးမိုးရင်းကကြိုက်လားစမ်းလားသူက မွေးငါအထန်းစီတို့စိတ်အားထက်သန်စွာကြည့်ရင်ခေါင်းတဆဆနှင်းပြလိုက်သည်ပြီးတော့ညကြီးကင်ထားသည့်သူ့လက်ကလေးကိုချုပ်ဖြီကမွေးငါတဲ့စီတို့ကြီးသွားသည် အထန်းတဲ့ရှိကခုံပူကလေးမှထိုင်ရင်ဦးလေးမွေးငါနှပွဲပေးပါဟိုတန်းချောင်းထောင်ကလွန်လိုက်ပြီးမှဆက်ကလေးပူကညကြီးဘက်သို့လှည့်ကြည့်လိုက်ရသည် အမ ကျွန်တော်ကိုဘယ်နှပွဲကြီးမှလဲဗျဟိုလမ်းမီလိုက်သည်ညာကြီးကသူ့ပုံစံလေးကိုတလားမိရင်စာစာမောင်လေးကြိတ်လောက်စာဟိုပြောလိုက်ပြီးမှကိုပတ်စံအိတ်ကလေးကိုဟင်းတထိတ်ထင်းနဲ့အတာပြန်ဖွင့်ကြည့်မိသည်ပတ်စံအိတ်တူတူလေးထဲမှာအဖေဖေပေးသည့်ချူလုံးပုံနဲ့အဖွားထည့်ပေးလိုက်သည့်မုံဘိုးကိုပေါင်း၍ထည့်လာခဲ့သည်ချူလုံးဘိုးကပိုသည့်ပတ်စံနှင့်အဖွားဤ မွန်ဘိုးကိုပေါင်းလိုက်ရင်တော့ဒီကလေးကိုဝန်ဝေကြည့်ဖို့နောက်မည်ထင်ပါသည်အမဒါလေးလာစားလေစူဘကသူ့ဘေးကခုံပူလေးကိုလက်ကလေးဖြင့်ပုတ်ပြရင်ညကြီးကိုခေါ်လိုက်သည်ညကြီးကသူ့ကိုပြုံးပြလိုက်ရင်အမကအခုနောက်ကမှထမင်းစားလာပြီလားစားစားမြင်းတော်ဝအောင်စားတပွဲပြီးမှတပွဲစားလေဦးလေးသူ့ကိုတပွဲအရင်ထည့်ပေးပါ ညာစီကဝင်းငါတဲ့ကိုပါလန့်ပြောရင်ကလေးဤဒီကခုံလေးမှာဝင်ထိုင်လိုက်သည်ကလေးကဈေးတဲ့ပြင်လေသည့်ဝင်းငါပကံကိုမြုံလင်တကြီးကြည့်နေရင်နှုတ်ခမ်းတောင်မှာတေးစားလေးစီးကြလာလေသည်အိုးဘယ်ကဲကငတ်နေပါလိကလေးရဲ့ညာစီကကလေးကိုကနာကျင်လာစွာငေးကြည့်လိုက်မိသည်နေဘူးစခါတော့ခဲ့ရလို့လားနခုညူလားတော့မသိဘူး အသားကခန့်ညူညူခန်းချောက်ချောက်ခြေလေးလက်လေးတွေကလည်းပိန်နလာသည်သို့သောမျက်နှာလေးကတော့အလွန်ချစ်စရာကောင်းပါသည်မျက်တောင်မဲမဲကော့ကော့လေးတွေမွင့်ရန်ထားသည်မျက်လုံးကလေးတွေကခြေလင်းဝိုင်းဆက်နေသည်ညာကျသည်မွေငါကို အငမ်းမရစနေသည်စုဖို့ကိုကြည့်တစိမ့်စိမ့်တနာလာဟိသည်ညာကြီးတို့မိသားစုမှာတော့ညာကြီးကအငဲဆုံးဖြစ်ပြီးခုလို ကိုထက်ငယ်သူကလေးတွေကိုကျင်နာငင်ညာရသောဆက်ဆံရေးမျိုးမရှိခဲ့ပေ။မမငွေတို့ကိုစော်တို့နဲ့တင်းခွဲကညာကြီးတယောက်တည်းကြီးငါမိတိုင်းမြမကလေးဓမ္မမို့ငောင်းလေးတယောက်လောက်ရှိရင်ပိတ်ကောင်းပါပဲဟုမစားခနာတွေးမိခဲ့ဘူးသည်။ခုတော့ငောင်းလေးတယောက်ကောက်ရပြီဟုဆိုရလိမ့်မလား။အိုးဒီလိုလေပြောမရပါဘူးလေ။ခဏနေသူ့အိမ်ကလူကြီးတွေ ပြန်ရှာတွေ့ရင်ထည့်ပေးလိုက်ရတော့မှာပဲမဟုတ်လား။ငါကြီးကကလေးနာမှာထိုင်နေဟိုဟိုဒီဒီကြီးရေမမငွေတို့ကိုရှာနေမိသည်။မွေးငါဆိုင်နီမှာတော့အနှင်းငယ်လူရှင်းနေသည်။လူကြတဲ့တိုးလျှောက်နေတော့ကသာမရသလိုထင်ရပေမယ့်ခုကြတော့လေချမ်းစင်ချင်းလေးပြန်ဖြစ်လာသည်။နေခမင်းမြင်းထွက်လာပြီးဖြစ်တော့လေဂျာတီဥဒုကအေးနေစေ။ကလေးကလေးများ တိုင်းလိုက်နေပြီးစိတ်ကနေချမ်းချမ်းသွားတတ်သည်။မေဆိုမှုမဆုံးကစောင်းဆိုအေးကလာသည့်ပကံဤယာတိဥထုသည်မြာကျေတို့အတွက်တော့အဆန်းတကျမဟုတ်။ညဉ့်ညင်စရာလည်းမဟုတ်ချီ။မြာကျေသည်မြာကျေကိုပေါ်ကအနှွေးတဲ့ကလေးကိုဆွဲစီရင်စုဖို့ကိုငဲကြည့်မိသည်။ကလေးခမညာချမ်းနေရှောင်းမှာပဲ။ဝိထသည်ရှဲအင်းကြီးပခုံပြက်ကလေးကပါလာသည်။ ။ညာကြီးကဒီကလေးကိုအင်ဂျီထူကလေးဝယ်ပေးရင်ကောင်းမှာဟုစဉ်းစားကပတ်စပ်အကလေးကိုအသာဟာ၍ကြည့်ရပြန်သည်။စိတ်ထဲမှာလည်းပါတီပစနေမွေးငါဘူးအင်ဂျီဘူးကိုမှန်းစားကပေါင်းလို့တွဲချက်ကြည့်လိုက်၏။လောက်တော့လောက်မှာပါလေ။ညာကြီးသည်ခိုးခိုးဒီဒီကြည့်မလန်မကန်းကအပုံထည့်သေးဘူးတွေ့ရလေသည် နိုင်ငံခြားကလာသည်ဟုဆိုသောထိုအင်ဂျီတဲမှာအနှွေးတဲ့အဖြစ်ဝင်နိုင်သည့်အင်ဂျီထူထူတွေပါတက်လျာဆောင်းတွင်အတွက်ထိုအင်ဂျီကိုအားကိုးရလေးရှိသည်